အပစိုးအရေးစားမှာရောဆိုင်တို့ကမြင်းပေါ်ကနေလူစီကိုလမ်းကတော်တော်ပြားရပေလို့စားလိုက်တော့မြင်းပေါ်ကနေတုံချခံနိုင်ရကအခုကနွေရာဒီအားလျက်ဖြစ်တာကြောင့်မှလူတွေကတိတ်မရှိပဲစားစော့ကြီးကလည်းသူကငကားမဲတော်ရဲ့အိမ်ကိုလိုက်လိမ့်မှာဖြစ်တာကြောင့်ဆိုင်တို့ကိုတောင်းနှလုံးထဲထဲကနှုတ်ဆက်နေပြီးထွက်သွားခဲ့ပါတယ်ဆိုင်တို့လည်းအပုခံရတာကြောင့်ဝန်တာနေပြီးလူစီကဖနှောင်းစာကျူလိုက်ရပါတယ်တစ်ဖက်မှာတော့စားစော့ကြီးကသူဟာအရင်ကြောင်းမှာပြဿနာရှာလွန်းတာကြောင့်ကြောက်ထုတ်ခံနိုင်ရတာဖြစ်ကြောင်းပြောပြနေတော့လူတယောက်ကရောက်လာခဲ့ကရွာရီမှာရည်လွှမ်းမှုမှုဖြစ်နေတာကြောင့်ကုန်မြင့်လန်တွေကနေပဲတွားဖို့အကြံပေးလိုက်ပြီး ဖက်မှာတော့လူစီကစိုက်တိုးကိုအတွင်းကနေလျှောက်ခိုင်းနေကစိုက်တိုးနေပြီးသူပါကြောင့်တဝင်းသူနေလဲဆိုတာကိုပြင်စင်းစားနေကတယောက်ထဲယူနေခဲ့ပြီးစိုက်တိုးကတော့ဒါရီကိုကျင်နာရနေပြီးစကားပြောနေကြတယ်ဒုတိယနေ့နဲ့ဖင်ကောင်စတာတဲ့ကောင်ကိုတွေ့ကအရင်လိုပါပဲလားလို့စဉ်းစားနေတော့အိုဂျီတလုံးကိုတွေ့ပြီးဖူမူကလည်းသူကဒီအောင်မလို့တော့ဘူးလို့ပြောလာတာကြောင့်စိုက်တိုးလည်းလိန်သွားလိုက်ကအကြံကောင်းတစ်ခုကိုစဉ်းစားနေပြီးဆာစော့ကြီးကတော့အတော်လန်းမှာတဝင်းတစိမ့်တွေ့တာကြောင့်ငကားမဲတော်ကတဝင်းမိသားစုကပဲဆိုတော့ကိုတီးတွားပြီးတကယ်တမ်းမှလည်းငကားမဲတော်ကတူးမေစီကိုတွားနှုတ်ဆက်နေပြီးမဲတူးမေကအတင်မောက်ထုတ်နေပြီးဘန္နာ ာထင်းကားတော်စစောကြီးကိုငဃမေတော်ရဲ့ဖာတာကလက်ရှိပြည်ရင်တဲ့မော်ပညာမှာထက်မြက်တာကြောင့်အားလုံးကချစ်မြတ်နူပြီမဲ့တောက်ပွဲတစ်ခုမှဆုံးမသွားတာကြောင့်မွေစက်ကမိုးအတွက်ပြဿနာဖြစ်ကြပြီးငဃမေတော်ကပြင်မဖြစ်တော့ကညသောစာပွဲတစ်ခုမှငဃမေတော်နဲ့တူရင်မိခင်တို့ဟာအပွဲကိုတော်တက်ရောက်ခဲ့ပြီးငဃမေတော်ကိုလူတယောက်ကအေးအေးတိုက်ဖို့လှုပ်ပြီးတူမေကတခုခုကိုရိပ်မိတာကြောင့်အေးအေးခွတ်ထဲမှာတော့လူတယောက်ရဲ့စိတ်ကိုဖြစ်စည်းနိုင်တဲ့အစိတ်တချို့ကိုထဲထားပြီးအဲကတဲ့ကတူမေဟာစိတ်လွတ်တော့ကတူတမီကိုမထီးဖို့ဝယ်ပြောနေပြီးအယုတ်ကိုပဲတူတမီလို့ထင်မှတ်နေခဲ့ကငဃမေတော်လည်းအရင်ကအလုံးကိုပြုတ်ရှင် တက်တဲ့မင်းကလေးဖြစ်ခဲ့ပေမဲ့အဲကတည်းကခန်းစားချက်တွေဟာတဖြည်းဖြည်းပျောက်ဆုံးလာပြီးတချို့အကျင့်မကောင်းတဲ့လူတွေကလည်းငကားမေးတို့ကိုကြမ်းတမ်းပြီးအတန်းအတရာရှိတဲ့အလုပ်တွေကိုလုပ်ခိုင်းကတိုင်းမီကနေလည်းနှင်ထုတ်လိုက်တာလို့ပြောနေချိန်ငကားမေးတို့ကရောက်လာတာကြောင့်စောစောကြီးလည်းသူကြားရတွေကိုမတိချင်းရန်ဆောင်လိုက်ပြီးတစ်ဖက်မှာတော့ဒုတိယနှင်းကောင်မလေးမူမူလည်းစီတမျိုးကိုဖော်ဆက်နေခဲ့ကအကြံစီထုတ်နေပြီးစိုက်တိုကတော့အိုးအူကြီးကြီးကိုမိမွေပြီးရေစိန်နေခဲ့ကမိကထူဆန်းလို့လာကြည့်ချိန်စိုက်တိုကဘွားကနေပို့လာတာကြောင့်လှမ်းပြီးချိုလေတော်တော်မှကော်ဖီခိုးကမောက်ကြသွားပြီးစိုက်တိုရဲ့ရေကျူးကန်ကိုစိတ်ဝင်စားတာကြောင့်သူပါဝင်ချုံ မဲ့ဆိုကအဝေစားရုပ်ကိုကျွတ်နေပြီးစိုက်တိုကလည်းရှက်နေခဲ့ကတစ်ဖက်မှာတော့မူမူဟာဖင်ကောင်စတာရိတ်ကောင်ကိုချိန်လိုက်ပြီးစိုက်တိုနဲ့မိကတော့အတားယာနေခဲ့ကစိုက်တိုရဲ့နိုင်ငံကဘလို့မျိုးလဲလို့မေးလိုက်တော့စိုက်တိုကသူတို့ကဘာမှလက်ကတစင်းပဲရှိပြီးမောပညာတွေလည်းမရှိဘူးလို့ပြောလိုက်ကအဲ့ဒါအဲ့ဒီစာပစ္စည်းတော်များများကိုလျှက်စစ်စောင်းရင်နဲ့ပဲအတုံပြူတာလို့ပြောလိုက်ပေမဲ့မိကမောပညာမရှိတော့ကိုမယုံနိုင်တာကြောင့်သူ့ကိုနောက်နေတာလာလို့ရှီတိုပြီးမေးလိုက်ချိန်စိုက်တိုလည်းရှင်းရှင်းကြီးမြင်နေတာကြောင့်ရှက်ရှက်နဲ့ပြန်ပြေးနေပြီးတစ်ဖက်ကမူမူကတော့ဖင်ကောင်စတာရိတ်ကောင်ရဲ့တော်ကီတွေကိုယူဤနေပြီးအခုခုတောင်းရအောင်ဆိုကပို့ထားတဲ့ဈေးကိုထဲဘူးလ ုံးနေတော့လူစီကဘရော့တကြီးနဲ့စိုက်တိုကိုလက်ရနေချိန်မိတ်နဲ့ဖင်မြောင်ကြီးချိုးနေတာတွေ့တော့ပြန်လဲပြီးတော့ခဲ့ကမိတ်ကတူတော်ရတော့မှဖြစ်တာကြောင့်တောင်းနှလုံးကိုတော့ဖုံထားပေးမယ်အောက်ကအမီပီတဲ့လက်တကွက်ကိုတော့မကာထားတာကြောင့်စိုက်တိုလည်းယိုယိုတတတစ်ချက်ကြည့်ပြီးလဲလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မိတ်လည်းဝစ်စာရိတ်ပြောင်းဝဲကစိုက်တိုနဲ့ရေတူတူချိုးရတာကပျော်စရာကောင်းတယ်လို့ပြောပြီးထတော်ကတဝင်းသူနေတဲ့လူစီလည်းပောက်ွဲနေပြီးတဖက်ကမှုမှုလည်းဖင်ကောင်စားတဲ့ကောင်ကိုလဲစားပြီးမိန်းကလေးတစ်ယောက်ကဝစ်စာမပါပဲကာယာကြီးလေးပုံမှာပြန်နေတယ်လို့ပြောလိုက်တော့ဖင်ကောင်စားတဲ့ကောင်လည်းအငမ်းမရလက်ကြည့်နေချင်းစီးကိုအေ ေးရထဲနိုင်လိုက်ပြီမယ်လူစီကရောက်လာကအေးကိုတောက်ပြီးပြန်သွားလိုက်ကပြန်လာတဲ့စိုက်တို့ကိုလည်းတော်တော်ကောင်းကင်လာလို့မင်းနေတော့စီးကအစွန်ပြလာခဲ့ပြီးရိုင်းနေခဲ့ကစိုက်တို့ကိုတနန်းဆွဲဖြစ်နေပြီဖြစ်တဲ့လူပဲပြောနေခဲ့ကအဲ့နောက်ကိုတတိသားမိတဲ့မူမူလေရောက်လာခဲ့ပြီးတဖက်မှာတော့စောစောကြီးကငကားမေတို့ရဲ့အကြောင်းကိုတွေးနေပြီးတောင်ဝင်တခုကိုလုံးဝမှဖြစ်တာကြောင့်ငကားမေတို့ကအိမ်ပြန်ခဲ့တာဖြစ်ပြီးသူလည်းကူညီပေးခြင်းကြောင့်တောင်းဆိုထားကအိမ်မက်ရောက်နေတဲ့ငကားမေတို့ကိုလည်းဖက်ပြီးအိပ်ပေးလိုက်ရင်အပစိုးအိတ်လေးကပြီးဆုံးတော့ခဲ့ပါတယ်ဗျာ